နိုင်ငံခြားအကူအညီဒေါ်လာနှစ်ဘီလီယံဆိုင်ငံ့ရန်ထရွန့်လျှောက်ထားမှုတရားရုံးချုပ်ပေချံဆောင်ရွက်ပြီးသားလုပ်ငန်းတွေအတွက်နိုင်ငံခြားအကူအညီပေးရေးအဖွဲ့အစည်းတွေကို ပေးချေရမယ်ဒေါ်လာနှစ်ဘီလီယံကိုထုံမပေးဘဲဆိုင်ငံ့ထားဖို့ထရွန့်အစိုးရရဲ့တောင်းဆိုချက်ကိုတရားရုံးချုပ်ကပေချလိုက်ကြောင်း MPC သတင်းမှာဖော်ပြထားပါတယ်အမေရိကန်အပြည်ပြည်ဆိုင်ရာအကူအညီပေးရေးအေဂျင်စီ USAID နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကန်ထရိုက်တာတွေ ထောက်ပကြေးရသူတွေကိုပေးချေရမယ့်ရန်ပုံငွေတွေကိုထောက်ပေးဖို့အောက်ယုံဆုံးဖြတ်ချက်အတိုင်းတရားရုံးချုပ်ကမတ်လ9ရက်မှာအတည်ပြုခဲ့တာဖြစ်ပါတယ်။တမနာထရန်အနာရလာကလေးကအကူအညီပေးရေးပရိုဂရမ်အများပြားကိုဖြတ်တောက်ပြခဲ့ပြီး USAID ဝန်ထမ်းအများစုကိုလည်းခွေပေးထားတာဒါမှမဟုတ်ထုတ်ပယ်ပြစ်တာတွေလုပ်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ26ရက်သကောင်းရံနောက်ဆုံးထားပြီးလုံဆောင်ပြည်စီမှတာလုပ်ငန်းတွေအတွက် contractor တွေကိုပေးချေဖို့ USAID နဲ့နိုင်ငံကြီးဌာနကိုခရိုင်တရားသူကြီးအမွေရာလီကမိတ်ချခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နောက်ဆုံးရက်မရောက်မီမှာ truck အစိုးရကချိန်တို့အတွင်းမှာစနစ်တကျရှင်းလင်းပေးဖို့မဖြစ်နိုင်တာကြောင့်တရားရုံးချုပ်မှာအရေးပေါ်တက်တာခွေတောင်းခံထားပါတယ်။ တရားသူကြီးကျောက်ဂျွန်ရောဘတ်ကယာယီဆိုင်ကပေးခဲ့ပေမဲ့တမရော့ရဲ့တောင်းဆိုချက်ကိုတရားသူကြီးကိုရောက်စလုံးပါတယ်။ဆုံခုံဖွဲ့ပြီးမှအပြစ်သက်ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။မတ်လ9ရက်ဆုံးဖြတ်ချက်မှာအောက်ယုံအမေကိုရက်ဆိုင်ဖို့ထရအစိုးရရဲ့တောင်းဆိုချက်ကိုပယ်ချသူ9ယောက်လက်ခံသူ4ယောက်ရှိခဲ့ပါတယ်။တမဲအသာနဲ့ထရအစိုးရတောင်းဆိုချက်အပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အောင်ယုံတရားသူကြီးသတ်မှတ်ထားတယ်။နောက်ဆုံးပေးရမယ့်ရက်ကကြော်သွားပြီဖြစ်တဲ့အတွက် အမေအတိုင်းလိုက်နိုင်နိုင်မှုအောင်ယုံကပဲရှင်းလင်းအောင်ပြန်ညွှန်ကြဖို့တရားရုံးချုပ်ကအဆုံးဖြတ်လိုပါတယ်။ဒီအမှုဟာထရကာနိုင်ငံခြားအကူအညီတွေရက်60ဆိုင်ကအမိတ်ထုတ်ခဲ့တာကိုအကူအညီပေးရအဖွဲ့နှစ်ဖွဲ့ကတရားစွဲဆိုရကနေစတင်ခဲ့တာဖြစ်ပါတယ်။ခရိုင်တရားသူကြီးအလီကအမှုကိုတုံးသက်ချိန်မှာဖြတ်သားမှုကိုကနအူဆိုင်ကပေးခဲ့ပြီးနောက်ပိုင်းမှာ အစိုးရကလိုက်နာဖို့ပြက်ကွက်ခဲ့တာကြောင့်လှုပ်ပြီးတဲ့အလုပ်တွေအတွက်ပတ်စံပေးဖို့အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ကြံတဲ့ကိစ္စတွေအတွက်ကတော့အမှုကိုဆက်လက်ကြားလာနေသေးပဲဖြစ်ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။